ဂောရဝါသရီဇလန်ပြီးမှာခရီတိုစ်ကမတည်ခဲ့ပါဘူး။သူမတည်ခဲ့တဲ့အကြောင်းကိုပြသွားခဲ့ပါတယ်။ခုမြင်နေရတဲ့အတိုင်းပဲခရီတိုစ်ရဲ့ခန္ဓာကိုယ်ကမရှိတော့ပဲသွေးစီကြောင်းဝင်တစ်ခု ပြန်နေခဲ့တယ်ဆိုတာသူကအဲ့နေရာကနေထွက်သွားခဲ့တယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်။ဂောရဝါဂိမ်းစီးရီးရဲ့တရားဝင်စာကြောင်းအရခရီတိုစ်ဟာဂရီဒန်နိုင်းလောကကိုဖျက်ဆီးပြီးတဲ့နောက်ပြီးထွက်ပြီးရောင်းဘက်ကုန်းတော်မိုင်းစီကိုရွှေ့လွန်သွားရတာကနေ North Dan Ai ကိုရောက်ရှိလာခဲ့တာလို့ဖော်ပြထားပါတယ်။ အခုအချိန်ထိလည်းဘလို့ရောက်သွားတယ်ဆိုတဲ့အကြောင်းကိုတရားဝင်ရှင်းရှင်းလင်းလင်းဖော်ပြထားတာမျိုးမရှိသေးပါဘူး။ဘောရောဝါ2018ဂိမ်းထဲမှာ Kratos ကိုယ်တိုင်ကကျွန်တော်ဒီမြေသစ်စီကိုရွံ့လွန်လာခဲ့တယ်လို့ပြောထားပါတယ်။တရားဝင်ဇလန်းမှာဂရိကတွေ Nos ကိုတိုက်ရိုက်ပြောင်းသွားတဲ့နီလန်ပေါ်တယ်မကျစ်စသဖြင့်လည်းမရှိပါဘူး။သူကရိုးလေးပဲဂရိကနဲ့ထွက်ပြေးပြီးမြောက်ဘက်ကိုရေကြောင်းခရီးနဲ့သွားရင်နောက်ဆုံးမှာ Nordanai တော့ကလည်းကမိကက်ကိုရောက်ရှိသွားတာလို့ပြောထားတာပါ။ ဒါဆိုရင်ဂရိတန်တာရီနဲ့နော့စတန်တာရီကိုဂိမ်းနဲ့မဟုတ်ပဲပြင်ရသမိုင်းဆိုင်ရာအချင်းကာလနဲ့နိုင်ရှင်ကြည့်ကြရအောင်ပါ။တန်တာရီတစ်ခုဟာသမိုင်းမှတ်တမ်းတွေအရကာလခြားနားမှုအတော်ကြီးရှိပါတယ်။ဓမ္မသုံးနေနဲ့ဂရိတန်တာရီကိုစပြောပါမယ်။ဂရိတန်တာရီဟာ PC 1500နဲ့ PC 300ခန့်အထိထွန်းကားခဲ့ပါတယ်။ဂန်ဝင်စပိလက်ရာတွေမှာအေသင်မျိုးပြနိုင်ငံစပါတာမျိုးပြနိုင်ငံတို့ရဲ့ခေတ်ကာလနဲ့အတူတန်တာရီတွေထွန်းကားခဲ့တာဖြစ်ပါတယ်။နော့စတန်တာရီကတော့ AD 700ကနေ AD 700ဘိုက်ကင်းခေတ်အထိထွန်းကားခဲ့ပါတယ်။ ီဒန်နိုင်တွေကစကန်ဒီနေးဗီးယားဒေတာကနေဥရောပရဲ့တခြားဒေတာကိုပါပြန့်နှံ့သွားခဲ့ပါတယ်။မက်ဒန်နိုင်ကစောသလဲဆိုရင်ဂရိဒန်နိုင်ကနော့စဒန်နိုင်ထက်နှစ်ပေါင်း2000ခန့်ပိုဆောပါတယ်။ဒီလိုဆိုရင်တကယ်ပြင်လောကနဲ့တွက်မယ်ဆိုပေတုစ်ကနော့စ်ကိုရောက်တဲ့အချိန်မှာသူ့ရဲ့အသက်ကထောင်ကနန်းလောက်ရှိပြီလို့ပြောလို့ရပါတယ်။ဒါပေမဲ့ဘောရိုဝါဂိန်းဇလန်ကတော့အပြင်လောကရဲ့အချက်အလက်တွေကိုမိညာထားတာမျိုးသာဖြစ်တဲ့အတွက်ဒီလိုမျိုးအတိအကျယူလိမ့်မယ်လို့တော့မထင်ပါဘူး။ဂိန်းထဲမှာခက်တခက်တဲ့ပြည့်ရနေဖြစ်နေမှာပါ။ အလွန်ဆုံးရာစုနှစ်လောက်ပဲခြားကောင်းခြားနေနိုင်နိုင်မယ်လို့ထင်ပါတယ်။ဘောရဘာ2018ကိန်းထဲမှာပြောထားခဲ့တာကဂရီကနေမစ်ကက်ကိုရွလွန့်ပြီးတော့လာခဲ့တာလို့ခရစ်တိုကိုတိုင်ပြောထားတာပါ။အဲ့တော့ဒီလိုနှစ်ခုကအကုန်မြေတစ်ခုထဲမှာဆက်ဆက်နေတယ်လို့အကြမ်းမြေပေါက်ချက်ချလို့ရပါတယ်။ကျွန်တော်လေးလာကြည့်ရတဲ့လောက်ကတော့ဘောရဘာ2018ဂိမ်းထွက်ခင်မှာဘောရဘာ Fallen God ဆိုတဲ့ comic စာအုပ်ထွက်ခဲ့ပါသေးတယ်။ကျွန်တော်လည်းအဲ့ဒီစောက်ထဲမှာအဖြေရှိမလားဆိုပြီးစောက်ဖတ်ဖို့လုပ်တော့စောက်ကပရီးမီးယားပါဘူး။ဝင်နိုင်သေးတာနဲ့ပဲတခြားဖတ်ထားတဲ့လူတွေရှင်းပြထားတဲ့ဗီဒီယိုတွေလိုက်ကြည့်ရပါတယ်။ ကျွန်တော်သိလိုက်ရတာကတော့အဲ့ဆောက်ထဲမှာလည်းဘလို့ရောက်သွားလဲဆိုတဲ့အကြောင်းမပါပါဘူး။ဆောက်ထဲမှာရေးထားတဲ့အကြောင်းတွေကသူကနဗျားတွေကိုဖျက်ဆီးပြီးတဲ့နောက်ဖာရိုဗီယန်နဲ့အိုးဆိုးတဲ့ခရီးလောကမှာပဲတနေရာနဲ့တနေရာလှည့်လည်သွားလာနေပြီးသူ့ရဲ့ကံကြမ္မာကနေထွက်ပြေးဖို့ကြိုးစားတဲ့အကြောင်းပဲရေးထားတာပါ။ဆောက်ထဲမှာတော့ပထမဆုံးအနေနဲ့သူ့ရဲ့ Blade of Chaos Star တွေကိုလွှင့်ပြဖို့အကြိမ်ကြိမ်ကြိုးစားပြီးမဲ့သူ့စီကိုပဲတနည်းနည်းနဲ့ပြန်ပြန်ရောက်လာတဲ့အကြောင်းတွေနဲ့ဒရဝါဆိုးကြီးတွေဖြစ်တဲ့မိเจ้า Monster ကြီးနဲ့ရေမြင့် Monster ကြီးတို့ရဲ့ရန်အနေနဲ့ ရွာသားတွေကိုကဲတင်တဲ့အကြောင်းတွေကိုပဲရေးထားတာကိုတွေ့ရပါတယ်။ North Standard ကိုရောက်သွားခဲ့တဲ့အကြောင်းကတော့ပါမလာခဲ့ပါဘူး။စာအုပ်ရဲ့နောက်ဆုံးပိုင်းမှာမှနတ်ဖျားတွေကသူ့ကိုတနည်းမဟုတ်တနည်းတိုင်းတော့ရှက်နေတာကြောင့်ဂရီမာမနေကျွန်တော်ပဲမြောက်ဘက်ရက်ကိုထွက်သွားမယ်လို့ပြောခဲ့တဲ့အကြောင်းလေးပါလာတာပါ။အဲ့ဒါလေးပဲပါပြီ။ဒဲလွန်စာကထပ်ပြီးပြတ်သွားပြန်ပါတယ်။ဒါနဲ့ပဲကောရော့ဝါဝတ္ထုစာအုပ်ကိုဖတ်တဲ့အခါမှာတော့အနည်းငယ်သိရှိခဲ့ရပါတယ်။ဝတ္ထုဆောင်ထဲမှာတော့ Petos ကိုအောင်းစောအထုဆောင်ထားတဲ့မျိုးသမီးနဲ့ဝံပလီသုံးကောင်က North ကဘာကိုခေါ်ဆောင်သွားတယ်လို့ဖော်ပြထားပါတယ် ဒါပေါ်လန်ကော့ကောမစ်ပြီးရဲ့နောက်ဖြစ်ပြတာဖြစ်ပုံများပါတယ်ဝမ်ဘလီ၃កောင်တွေကနှစ်កောင်ကဂိန်းထဲမှာပြန်ပါလာတော့သူတို့နှစ်កောင်အကြောင်းကိုသိရပေမဲ့သူတို့ထဲကအကြီးဆုံးဝမ်ဘလီနဲ့ခေါင်းဆောင်ထားတဲ့အမျိုးသမီးကတော့ဘယ်သူတွေလဲဆိုတာအခုထိမသိရသေးပါဘူးဒီတော့လဲဂေါ်တော့ဝ၂၀၁၈သို့မဟုတ်ဂေါ်တော့ဝ၉ကိုသေးသေးဘာသာမပြန်သေးလို့ပြန်ပြီးတော့နားမလဲသေးပါဘူးဘာသာပြန်ရင်လည်းအဲအကြောင်းကိုဆက်ပြီးရှားခွေပေးတော့ပါမယ်ခင်ဗျာအဆုံးထိပြည့်စုံနိုင်ပေးခဲ့ကြတယ်တယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ဘောရဝါဖိုးမှာပြန်နေဆုံးတွေ့ကြတာပေါ့